ဓာတုကဆိုင်းငံ့ခံထားရသူတမရယွန်းဆောက်ရောရဲ့အနာဂတ်ကိုစီရင်ဆုံးဖြတ်ဖို့ဧပြီလ၄ရက်နေ့ကိုတောင်ကိုရီးယားအခြေခံဥပဒေခုံရုံးကရက်သတ်မှတ်လိုက်ပါတယ်။ဒီနေ့ခုံရုံးကကြေညာရမှာတော့တမရယွန်းအပေါ်ပြစ်တင်ဆွဆွဲမှုနဲ့ပတ်သက်လို့စီးစစ်သုံးသပ်မှုရလဒ်တွေကိုအခုသတင်းပတ်မှာအဆုံးဖြတ်ပေးသွားမယ်လို့ဖော်ပြပါတယ်။ခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာတမရယွန်းကိုယာတုကနေအပြီးတိုင်ဖယ်ရှားမလား။ဒါမှမဟုတ်မူလယာတုမှာပြန်ခန့်အပ်မလားဆိုတာကိုရွေးချယ်ပေးရမှာပါ။ ခုံရုံးကပဲဆုံးဖြတ်ချက်ကိုရွေးချယ်တာပဲဖြစ်ဖြစ်စန့်ကျင်ဘက်အင်အားစုတွေကမကြေမနက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာအဲ့ဒီနေ့အတွက်လုံခြုံရေးအစီအမံတွေကိုအစွမ်းကုန်ပြင်ဆင်နေပါတယ်။သမရယွန်ဟာဒီဇင်ဘာ3ရက်နေ့တုန်းကတနိုင်ငံလုံးကိုအံ့အားသင့်စေတဲ့အခြေအနေဖြစ်အရေးပေါ်ဆေးအုပ်ချုပ်ရေးအမိန့်ကိုကြေညာခဲ့တာနဲ့ဆက်ဆက်ပြီးရှားဒူးကနေဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။သမရရဲ့ဆုံးဖြတ်ချက်ကိုလွှတ်တော်ကမဲခွဲပြီးပယ်ချခဲ့တယ်လို့ပြည်သူတွေကလည်းအပြင်းထန်ဆန့်ကျင်ခဲ့တဲ့နောက် တက်တန်း6နာရီကျော်အကြာမှာပဲရွန်ကသူ့ရဲ့အမိန့်ကိုရုပ်သိမ်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အတိုက်အခံတွေဥဆောင်ပြီးရွန်ရဲ့အစိအုပ်ချုပ်ရေးအမိန့်ကြီးညာမှုဟာဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ရာရောက်တယ်လို့လွှတ်တော်မှာအဆိုတင်သွင်းတာမှာအောင်မြင်ခဲ့ပါတယ်။အကျိုးဆက်အဖြစ်ရွန်ဟာယာတုကဆိုင်းငံ့ခံရရပြီးအဲ့ဒီနောက်ဆက်တွဲကံချမတော့ခုံရုံးစီရင်ချက်ကပဲအဆုံးဖြတ်ပေးသွားတော်မှာပါ။ရွန်ရဲ့ရှင်းနေတွေကတော့အရေးပေါ်အခြေအနေကြီးညာတယ်ဆိုတာဟာသမရတအူရဲ့လုတ်ပိုင်ခွင့်ဘောင်ထဲမှာအပြည့်အဝရှိပြီး ဥပဒေချိုးဖောက်မှုမမြောက်ဘူးလို့ကာကွယ်ပြောဆိုထားပါတယ်။ရွန်ဟာဒီဇင်ဘာ14ရက်နေ့မှာလွှတ်တော်ဆွတ်ဆွဲအရေးယူမှုခံရပြီးသမရတာဝန်တွေကနေဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။ရွန်ကသူဟာတောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးအာဏာဆက်ကိုပြည်ပြည်ဝဝအသုံးချဖို့ဗေဒုံးကားမှမကြည်ရွယ်ခဲ့ကြောင်းဖြေရှင်းထားပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ဟာအတိုက်ခံဒီမိုကရက်တစ်ပါတီကလွှတ်တော်တွင်လွှမ်းမိုးနိုင်မှုကိုအလွဲသုံးစားလုပ်နေတဲ့အပေါ်တံပြန်ဖို့သာရည်ရွယ်ခဲ့တာလို့ဖြေရှင်းပြောကြားထားပါတယ်ရှင်။